ဒီဒီတန္တနာမေရိယားဖြစ်ကြတဲ့မေရိဖတ်တော်ခင်ပြည်တို့မေရိတို့တင်စိတို့မှုပြုတဲ့ရှင်ပင်လုံးမိသားစုဒီတခါကြီးရီမိုင်းကြီးမေရိရဲ့အလုံးကိုဆက်လို့တရားစကားလေးနေခဲ့ပြပြမယ်။ဘာများပြပြကြလဲဆိုရင်ခုနကဇေရတမိုင်းတွေကိုဦးစဉ်ဆော်ထားတယ်၊ပြူထားတယ်။ဘိဘထက်ပုံပြီးကျေးဇူးတင်ထိုက်သူများဆိုတဲ့ဆောင်းကလေးအဲဒီဆောင်းကလေးထဲမှာပါတယ် မြတ်စွာဘုရားဘဟုကာရတုံဆိုဟောထားတာရှိတယ်။အဲ့ဒီတုတ်ကိုနှိချုပ်ပြီးတော့ဆက်လို့ရေးထားတာနော်။အဲ့ဒီမိဘတဲ့ဘုရားကျေးဇူးတင်ထိုက်သူများဆိုတာဒါလေးကိုပြောပြချင်တယ်နော်။မိဘတဲ့ဘုရားကျေးဇူးတင်ထိုက်တဲ့သူဟာဘဟုကာရတုံဘုရားဟောထားတာနံပါတ်၁သရဏတာယကိုသရဏဂုံပြီးတဲ့သူသရဏဂုံပြီးတဲ့ဆရာသရဏဂုံပြီးတဲ့သူဟာအလွန်ကျေးဇူးတင်ထိုက်တယ်မိဘတဲ့ဘုရားကျေးဇူးတင်ထိုက်တယ် ောက်နံပါတ်၁ကသောတပတ္တိမကတံပါပကောသောတပတ္တိမကကိုရောက်စီတတ်တယ်သောတပန်ဖြစ်အောင်လုပ်ပြီးတဲ့အဲ့ဒီတကောနဲ့အလုံးကျေးဇူးကြီးတယ်မိဘတဲ့ကိုပုံကြီးကျေးဇူးတင်ထိုက်တယ်။နောက်အရဟတမကတံပါပကောတဲ့အရဟတဖို့သူအရဟတမရတဖို့သူရောက်စီတတ်တဲ့ပုဂ္ဂိုလ်ဆုစပါတုံးတုံးနော်။ဆိုတော့လောကမှာဒီပါတဲ့သာသမီရှိတော်အကျေသာမီးအတွက်ပြီးတော့အကျေစုကြည်စမ်းမယ်နော်။ ဤဘကျေစုလုံးကြီးတဲ့အကြောင်းဤဘကျေစုဆက်လို့မကုန်ပိုင်ကြောင်းမြတ်စွာဘုရားမိန့်တယ်။ဒါပေမဲ့လောကီဆက်ပြီးနဲ့လောကုတ္တရာဆက်ပြီးဆိုပြီးတော့ဘုရားရှင်တင်ပေးတယ်။လောကီဆက်ပြီးဖြစ်တဲ့အလုံးတည်တဲ့ကျုံမျိုးမပြတ်ဆောင်ရွက်စီမံဝေခံတိုက်စေလူမြဝေ၍စောင့်တည်မျိုးနဲ့ဝမ်းသာတဲ့ခြင်းဝေသာလို့တာနော်အဲ့ဒါလောကီဆက်အဲ့ဒီဆက်ပြီးနဲ့ဆက်ရတယ် အဲ့ဒီဇာတိနဲ့ဆက်ရင်မိဘယေရှုမကြည်ဘူးတဲ့လောကုတ္တရာဇာတိနဲ့ဆက်မှကြည်တယ်လောကုတ္တရာဇာတိရဲ့ပါလဲဆိုရင်တဏ္ဍာတိလစာကပညာဤလေးပြန်ဆက်ပါမိဘယေရှုကတဏ္ဍာရမရှိတဲ့မိဘကိုတဏ္ဍာတရားရှိအောင်လုပ်ပြီးဒါမိဘယေရှုအခြေဆက်ရောက်တယ်ကိုကျင့်တိလမရှိတဲ့မိဘကိုကိုကျင့်တိလရှိအောင်လုပ်ပြီးမိဘယေရှုအခြေဆက်ရောက်တယ်စွန်ကျေပေးကမ်းမှုမရှိတဲ့မိဘတွေကိုစွန်ကျေပေးကမ်းမှုရှိအောင်လုပ်ပြီးမိဘယေရှုအခြေဆက်ရောက်တယ် အတိညာပညာလောကီပညာလောကုတ္တရပညာမေပညာပုပညာအထူးရအောင်အဲ့လိုမဖြစ်စေတဲ့မိဘတွေကိုဖြစ်အောင်လုပ်ပြီးလို့ရှင်မိဘကျေစုအခြေဆံရောက်တယ်မိဘကျေစုအခြေဆံနည်းအားလေးခုပတာယံဒီလာယံစာကယံပညာယံလောကီဆံနည်းအားတော့အာလုံးတည်တဲ့ပြုမှုမပြတ်ဆောင်ရွက်စဉ်းစားသတိပေါ့နော်ဆိုတော့မိဘကျေစုအလုံးကြီးတယ်အလုံးများတယ် သာသမီတွေအတွက်မိဘထက်ပိုပြီးကျေးဇူးတင်တိုင်းတဲ့သူဆိုတာမရှိတော့နော်မိဘကျေးဇူးတော်ကြီးတယ်ဒါပေမဲ့ကိုယ်တရဏဂုံပြီးတဲ့သူအဲ့ဒီတရဏဂုံသုံးပါးစောက်တည်စေတဲ့သူကုသိုလ်တွေဖြစ်အောင်လုပ်ပြီးတဲ့သူကြတော့ကိုယ်အဖေမေဖြစ်လည်းဖြစ်မယ်နော်ဆရာဖြစ်ရင်လည်းဖြစ်မယ်မိဘတွေလည်းဖြစ်ပြန်ဟန်တမလည်းဖြစ်ရင်ဖြစ်မယ်တခါတခါကျတော့ဆိုကြပါစို့တမကြီးတွေဒီမှာပေါ့လေအခုလာစောင့်နိုင်အောင် တရားလာပြီးတော့အထုတ်နိုင်အောင်ကုသလာပြီးတော့လုပ်နိုင်အောင်တဏ္ဍကုံသုံးပါးလာပြီးတော့လုပ်နိုင်အောင်သာသမိတည်းရဲ့နောက်ပါဆက်ပေါ်နဲ့လုပ်ပေးတယ်။ဟာသွားကြအမေသွားအမေဒီလိုလုပ်ဒီလိုကုသိုလ်ယူအဲ့ဒါ तू ကအဲ့ဒီသာသမိကမိဘတဲ့ဘုန်းကြီးကျေးဇူးတင်ထိုက်တယ်နော်စရတော့ကညာလူမကြီးဒီဒီနောက်ရှိတဲ့သူဆိုလို့ရှိရင်ကိုယ့်ရဲ့ခင်မောအောင်သားဟိဒီမကုသလို့ပရတရားတိုင်ကြအားထုတ်အဲ့လိုလုံးဖြစ်လို့တရမသုံးဘုံသုံးမဆောက်တည်ဖြစ်တယ်နော်ပရပတိမဲ့အတိရောက်စီတယ်ဆိုသူကမိမတဲ့ဘုံပြီးတော့ခြေဆုတင်တယ် ီးပါးတဲ့ဘုံကြီးကျေးဇူးတင်တိုက်တဲ့သူဆိုတာဘောင်းဘသူမဘသူတို့ဥပသူတော်ဘသူတို့ထုတ်ပြရတဲ့ပုံပုံမျိုးမဟုတ်ဘူးနော်ကိုယ်ဒီလိုဖြစ်စီတဲ့သူတစုံဘသူလည်းမဟုတ်ဘူးသာသမီလည်းဖြစ်ရင်ဖြစ်မယ်ဤပါးလည်းဖြစ်ရင်ဖြစ်မယ်ဤကုံမောင်တော်လည်းလည်းဖြစ်ကြမယ်ယဟန်တပါးလည်းဖြစ်ရင်ဖြစ်မယ်ဆရာတော်တပါးလည်းဖြစ်ရင်ဖြစ်မယ်နော်ဆိုတော့တဏ္ဏကုံသုံးပါးကိုကစောက်တည်လိုက်တဲ့ဆိုဘုဒ္ဓံတဏ္ဏကိစ္ဆာမိတမန္တရဏကိစ္ဆာမိတဏ္ဏံတန်ခါတဏ္ဏကိစ္ဆာမိ တဏ္ဍာကုံသုံးပါးဆုတည်တဲ့သူကမြတ်စွာဘုရားဟောတာရေကေစီမြတ်စွာဘုရားတဏ္ဍာကုံသုံးပါးဆုတည်တဲ့သူဟာလည်းအပါယဘုံမင်းဘာယမလူတန်တည်းရဒေဝကာယနာပုရိပုရိတန်အပေလေးပါးမရောက်တော့လူဘုံနဲ့ဘုံမင်းရောက်တော့ကိုယ်အပေလေးပါးဆွဲထုတ်လိုက်တာယရဏသုံးပါးတကယ်စိတ်ကပြည့်စုံလို့ရှိရင်ကိုယ်စင်တော့ငကညာသွားမယ်ငကညာမှာအလုပ်လုပ်တဲ့ခလေးတွေဒီလိုငကညာသွားပြီးတော့ပညာသင်တဲ့သူတွေစသည်လာပြီးတော့ ့ကတော့ကြတယ်လားအောင်မြင်လားနင်းကြတယ်ဆိုလို့ရှိရင်ဟာယရနာတိယူသွားဘယ်နိုင်ငံရောက်ရောက်ဘယ်ဘက်သွားတာယရနာတိမထမဖြစ်ခဲ့တဲ့ယရနာတိယူသွားလို့ပြောနေပြောတာရှိဘာယရနာလဲဆိုရင်ယရနာသုံးပါးတိဟုတော့ယရနာအဲ့ဒီယရနာသာအိတ်ကလေးရှင်ကြီးကိုတကယ်ထည့်ပြီးနိုင်ချီတို့တမကြီးတွေမှာသားတွေသမီးတွေမြေးတွေဆိုရှိတယ်ဆိုကြပါဆိုသူတို့ယင်တဲ့အဲ့ဒီယရနာတွေတကယ်ရောက်အောင်ယင်တဲ့တဲ့ချီဘယ်နေနေစိတ်ချနော်ကိုမျက်ကွယ်မှာလည်းစိတ်ချရတယ်မျက်မှောက်မှာလည်းစိတ်ချရတယ် ပြည်တွင်းမှာနေရင်လည်းစိတ်ချပြည်ပမှာနေလည်းစိတ်ချဘာလို့လဲသူ့ရင်နဲ့ယတနာတွေထည့်ထားတာဟုတ်ယတနာတွေထည့်ထားတော့ယတနာလိုတန်ဖိုးရှိတယ်ယတနာလိုမြင့်မြတ်တဲ့ဒီသားဒီသမီးဒီမြေးဟာအလွန်တန်ဖိုးရှိတယ်လေစိတ်ချတယ်နော်ကိုယ်သက်ရှိနေတဲ့ရှိနေလည်းစိတ်ချရတယ်ကိုယ်ကွယ်လွန်သွားရင်လည်းစိတ်ချချင်သူ့ကွယ်လွန်သွားလည်းစိတ်ချချင်နော်ဘာဖြစ်လို့လဲဆိုတော့ယတနာတွေရင်နဲ့ထည့်ထားအဲ့ဒီယတနာဘုရားတရားတဏ္ဍာယတနာကိုမတိဟုသောယတနာ ောက်တော်ကောဥစ္စာယန္နာခုနှစ်ဖြာဆိုတာတို့သိတာမယ်နော်တရားဆိုပြီးယုံကြည်ခြင်းအဲ့ဒီယုံကြည်ခြင်းရှိတယ်ဆိုတာယရဏာရင်နဲ့ထည့်ထားလဲသိမယ်ကိုယ်ရင်ထဲမှာယုံကြည်ခြင်းမရှိဘူးဆိုတာယရဏာမှမရှိဘူးနော်နော်အဲ့အဲ့ယုံကြည်ခြင်းရှိတဲ့သူဟာယရဏာရင်နဲ့ထည့်ထားပါဠိပုဒ်တရားလည်းခေါ်တာပေါ့နော်သီလတော့ကိုယ်လုံးစိတ်ကိုစောင့်ထိုင်တယ်တရားသီလသုရသာကပညာရှိတဲ့ဥဒ္ဓပပအဲ့ဒီယရဏာရင်နဲ့ထည့်ထားတဲ့သူဘုရားတရားတန်ခါယရဏာသုံးပါးတည်းဟုသောယရဏာကိုရင်နဲ့ထည့်ထားတဲ့သူဟာ ဘယ်မှာနေနေစိတ်ချမ်းသာလဲပစ္စုပန်နဲ့စိတ်ချမ်းသာတမန်နဲ့စိတ်ချမ်းသာဆိုတော့ဆိုတော့အဲ့ဒီရဏတော်သုံးပါးကိုကုပ္ပယ်စိတ်စေတဲ့သူတရဏတာရဲ့ကောတဲ့တရဏဂုံပြီးတဲ့တရဏဂုံပြီးတဲ့ဆရာတရဏဂုံသုံးပါးကုပ္ပယ်စိတ်ဖြစ်အောင်လုပ်ပြီးတဲ့သူအဲ့ဒီသူဟာ အဖေဖြစ်ရင်လည်းဖြစ်မယ်အမေဖြစ်လည်းဖြစ်မယ်ဒီမကြီးဒီကလေးတွေကဒီဘာတရားအဘိုးဘန္တရလက်စမလေးတမီးလေးလိုက်စိုက်တမီးလေးလိုက်စိုက်ဘုဒ္ဓန္တရနဲ့စာမိတမန်ဩကတလို့ဩကဩကအတင်ပေးတယ်လေဟိတုပိစောဆိုစသည်ဖြင့်အဲ့လိုလုပ်ပေးတဲ့သူကအဖေဖြစ်ရင်လည်းဖြစ်မယ်အမေဖြစ်ရင်လည်းဖြစ်မယ်ဆွေမျိုးတွေရဲ့ဖြစ်ဖြစ်ဖြစ်လည်းဖြစ်အဲ့ဒီသူကမိဘတက်ကိုကြီးယေရှုတင်တိုက်တယ်နော်အဲ့ဒီစိတ်နဲ့နေအဲ့ဒီစိတ်နဲ့နေအပေကြီးမှရောက်စရာအကြောင်းကိုမရှိဘူး ဘုသူမဆိုမြောက်တော့တော့ဆရာသမားတပါလုတ်ပြတာလည်းဖြစ်ဖြစ်မယ်နော်ဆရာသမားတပါလုတ်ပြတာလည်းဖြစ်ဖြစ်မယ်အမိပါတခါကကြတော့တပီးစားရှုတော့ချင်းလေကောင်းလေးရနော်လုတ်ပြီးတော့ကမ္မလေးမှာဒါလေးလုတ်ဖြစ်သွားတယ်လည်းရှိကမ္မလေးရဆွဲဆောင်လို့နော်ပျော့ပြလို့ကောင်းလေးမှာလုတ်ဖြစ်တာလည်းရှိဇနီးခင်မောဆိုရင်လည်းခင်မောကပျော့ပြလို့ဇနီးရလုတ်ဖြစ်တာမျိုးနော်ဇနီးရတိုက်တွန်းလို့ခင်မောကလုတ်ဖြစ်တာမျိုးရှိပြီးမိဘနဲ့တောင်းတမိရှိတော့ဖြစ်ဖြစ်ပေါ့နော် ဆရာတပည့်ရှိတော်ပဲဖြစ်ဖြစ်အဆရာတော်ဤဒီရဲ့တရားတွေနာလို့ပဲဖြစ်ဖြစ်ဆရာတော်လေးဒီရဲ့တရားတွေနာလို့ပဲဖြစ်ဖြစ်တရဏဂုံသုံးပါးကိုတကယ်ကုပ္ပစီကံဖြစ်တဲ့သူဟာအဲ့ဒီကုပ္ပစီကံဖြစ်တော်ပြီဆိုရင်ကိုယ်အဲ့လိုလုံးဖြစ်အောင်လုပ်ပြီးတဲ့သူဟာဤပါတဲ့ပြည်ကျေးဇူးတင်ထိုက်တယ်လို့ဒီလိုဆိုဘုဟုကာရတော်မှာပြန်ရှင်းဟောတယ်နော်ဆိုတော့ဆိုတော့ဘာလို့ကျေးဇူးတင်ထိုက်တာလဲဤကသူကိုယ်တိုင်မြေရဆန်မသိသေးဘူး ညည်းစံမသိဘူးကုရိုင်းအပူရှိတယ်ဒါလည်းသမီးသမီးတဲ့ပူတာတဲ့ဟိုဒီပူပူတော့လည်းကုလို့စင်ဘူးနော်ကုလို့စင်ဆိုသူ့မှာအပူလေးရှိတယ်အဲ့တရံကောင်သုံးပါးတကယ်ကုပဲစီကဲဖြစ်တဲ့တည်းကသူ့မှာအပူနေတယ်အဲ့ဒီစိတ်နဲ့နေအဲ့ဒီစိတ်နဲ့တည်ဒီမှာတော့မှသာသမီစိတ်နဲ့တည်လောဘနဲ့တည်တိတံကြည့်နေသာသမီကိုတွေ့တာနဲ့လောဘစိတ်နဲ့တည်တိတံဖြစ်အောင်ဖြစ်ဒေါသနဲ့တည်ငရဲ့ဖြစ်သာသမီကိုအလိုမကျတဲ့စိတ်တွေဒေါသဖြစ်တဲ့စိတ်တွေနော်ဒေါသနဲ့တည်ငရဲ့ဖြစ်အောင်ဘောနဲ့တည်တိစိတ်ကြည့် ခေါရကသုံးပါးကိုကုပယ်စိတ်ဖြစ်တဲ့သူကြတော့နော်အဲ့ဒီစိတ်နဲ့နေအဲ့ဒီစိတ်နဲ့တည်သွားပြီဆိုလို့ရှိရင်အပင်လေးပါလွတ်သွားတယ်ဒါကြောင့်မိဘတဲ့ဘူဝီကျေစုတင်ထိုက်တယ်လို့ဒီလိုဆိုနော်နောက်နံပါတ်၄ကသောတပတိမေခတံပါပကောတဲ့စာရင်းမှာရှိသောတပတိမေတ္တရောက်စီတတ်သောဆရာသောတပတိမေတ္တရောက်စီတတ်သောပုဂ္ဂိုလ်နော်တို့တကမကြီးစိတ်သတိပြန်လေးပို့ပြီးတော့ဝင်လေထွက်လေရှိတယ် အသက်ရှူတဲ့ကနာတိပြလေးထီသွားတယ်ဝင်းလေးဝင်းနေနာတိပြလေးထီသွားတယ်နော်နောက်ကလိုက်ပြီးတော့စိတ်ကလေးကတိလိုက်တယ်နော်ဟိုတဲ့ဆိုလူတိုင်းမှာဆိုတော့ဦးဇင်းတို့အောင်မြင်လာတယ်ပေါ့တို့တူမကြီးတွေအောင်မြင်လာတော့ညလန်းလာတာလည်းရှိရှိမယ်အမှတ်တော်လည်းလာရမယ်မှတ်နေလာတာလာမယ်နော်အဓိကကရောက်ဖို့ပန်းနဲ့ရောက်ဖို့ပဲနော်တရားရှိတဲ့အတွက်မှလည်းဒီတိုင်းပဲအဓိကပန်းနဲ့ရောက်ဖို့ နော်ဘန်းနဲ့ရောက်ဖို့တက်နဲ့လော်လော်လက်နဲ့လော်လော်ဘန်းနဲ့ရောက်ဖို့ပဓာနာနော်မြတ်စွာဘုရားဟောထားတဲ့ကမ္မထံ40ရှိတယ်အဲ့ကမ္မထံ40ဘယ်ကမ္မထံနဲ့ရှိရှိအခက်အနေနဲ့ပြောမယ်ဆိုရင်နာမည်ကြီးတဲ့ဆရာတော်ကြီးရှိတယ်မှာဘာလို့ဆိုရင်တရားဆရာတော်ဘုရားကြီးရဲ့ဘုရားနေတဲ့အလွန်နဲ့တက်တယ်လွတ်နဲ့တက်ပြီးတော့ဆရာတော်ကြီးရဲ့ဘုံတိုင်းကျင့်ဘယ်တက်နဲ့လော်လော်လက်နဲ့လော်လော်ဘန်းနဲ့ရောက်ဖို့ပဓာနာနော်ဘုဟုဆရာတော်ဘုရားကြီးရဲ့ဘုံနဲ့ကျင့်ဘုဟုဆရာတော်ဘုရားကြီးဟောဆရာတော်ဘုရားကြီးနော် ကျေးဇူးတော်ရှင်မြန်ကုန်တိပိရိကဆရာတော်ဘုရားကြီးတို့လက်ဒီဆရာတော်ဘုရားကြီးတို့မဟာစီဆရာတော်ဘုရားကြီးစသည်စသည်နော်ဒီဆရာတော်ဘုရားကြီးဒီမဟာတတိပဋ္ဌာနတုတ်တို့ဖတ်ပြီးတော့ဒီပြန်ဟောတွေကိုလေ့လာပြီးတော့ဒီဆရာတော်ကြီးရဲ့သူ့ရုပ်ကိုယ်နဲ့ကျင့်တယ်ကျင့်ပြီးတော့ဟောသူဒီလိုကျင့်တယ်သူကျင့်တဲ့အချိန်ပြန်ပြောပြတာနော်မဟာဗုဒ္ဓမြတ်ဆရာတော်ဘုရားကြီးတို့စသည်စသည်နော်အဓိကတက်နဲ့လော်လော်လက်နဲ့လော်လော်ဘတ်နဲ့ရောက်ဖို့ပဋ္ဌာနဘယ်နည်းနဲ့ကျင့်ကျင့်နော်ကျင့်ဖြစ်ဖို့ပဋ္ဌာနအဲ့မှလည်းတတိပဋ္ဌာန်လေးပါရှိရဲ့ မ္မဋ္ဌာန်း၄၀ရှိတယ်။အဲ့၄၀မှာဘယ်နည်းနဲ့ကျင့်ကြံကိုဟာအနှံ့ရောက်ပြီးပဒနာတက္ကရာကတို့တရားဟိုကိုနဲ့မတွေ့ရင်သူများပြဿနာရှာနော်ဟာငါကျင့်တယ်မဟုတ်ဘူးသူများကျင့်တယ်မဟုတ်ဘူးအဲ့လိုသွားလို့တရားသဘောကအဲ့လိုလုပ်လို့မရဘူး။သူကြိုက်တာသူလုပ်ပါစေ။နော်အဓိကဘန်းနဲ့ရောက်ဖို့ပဒနာကိုလည်းဒါနဲ့အဆင်ပြေရဆိုရင်ဒီနည်းနဲ့သူကိုက်ပြီးမယ်သူကကက်ချင်မကက်ဘူး။ သူကြိုက်ပြီမဲ့သူကကြိုက်ချင်မကောင်းနော်အဓိကတက်နဲ့လောလောလက်နဲ့လောလောပန်းနဲ့ရဖို့ပဋ္ဌာန်းပန်းနဲ့ရအောင်သွားကြနော်ဆိုတော့ပြီးတော့တိပုတ်ပြီးကြီးစုတည်တိုက်တဲ့ပုဂ္ဂိုလ်သုံးဦးဟာအနည်းချုပ်ပြီးပြန်ပြောမယ်နံပါတ်၁စာလုံးပြောမယ်ဆိုတော့တရဏတာယေကိုတဲ့တရဏဂုံပြီးတဲ့ဆရာနော်နံပါတ်၂ကသောတပတိဘက်ကတမ္ပါဘကောသောတပတိဘက်သို့ရောက်စေတဲ့ဆရာ